ရွာနာမည်ကတမာကုန်းဖြစ်ပါတယ်။နာမည်နဲ့လိုက်ဖက်လာစွာပဲတမာပင်နေပေါများလာတဲ့အညာဒေသမှာရှိတဲ့ရွာတရွာလည်းဖြစ်ပါတယ်။အရိရွာရဲ့အဓိက လုပ်ငန်းကတော့ရက်ကန်းလုပ်ခြင်းဖြစ်ပါတယ်။တမာကုန်းရွာရဲ့ရက်ကန်းဒယ်ရီဟာ ထိုနယ်တဝိုက်မှာတော့နာမည်ကြီးလာပါတယ်အဲဒီလိုနာမည်နဲ့လိုက်ဖက်စွာအနီးနားမှာရှိတဲ့ရွာတွေကခေါ်တဲ့ဇာတ်ကားခုလည်းရှိပါတယ်အဲဒီဇာတ်ကားကဂျုံဂျုံကျက်ကျက်ရက်ကန်တဲ့တမာကုန်းမှာဝယ်လို့ပင်ဖြစ်ပါတယ်အကြောင်းကတော့တမာကုန်းရဲ့ရက်ကန်တဲ့တွေကိုသာအားလုံးကကြိုက်နှစ်သက်ကြခြင်းလည်းဖြစ်ပါတယ်ရက်ကန်ရက်ပြီးတော့ဝမ်းစာရှာတဲ့တမာကုန်းရွာလေးဟာအေးချမ်းတာယာလာပါတယ်အဲဒီလိုမျိုးအေးချမ်းမှုကိုဖျက်ဆီးစေတဲ့အကြောင်းအရာတစ်ခုကဟဲ့ပြုံးရင်ညီဟိုကောင်ရဲမြင့်နဲ့ကြိုက်နေရဆိုအဲ့ဒါအမှန်ပဲလား ပြုံးဤတယောက်ရက်ကန်းစင်ကိုပြင်နေရကနေအနီးနားကိုရောက်လာပြီးတော့မေးလိုက်တယ်မိခင်ဖြစ်သူဒေါခင်ထားရဲ့စကားကြောင့်ပဲဖြေအပ်ခတ်နေပါတယ်ဖြေအပ်ခတ်ဆိုသည်တဲ့ဝန်ခံမှုခက်ခဲနေခြင်းလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းအဲဲဆွန့်ပြီးတော့ဟုတ်ဟုတ်ပါတယ်မေကိုရဲမြင့်ဆိုတာကလည်းအလုတ်ကြိုးစားပြီးတော့အတောက်စားကင်းတဲ့သူမျိုးတမိရွေးလိုက်တာပါဒေါခင်ထားတယောက်တမိဖြစ်သူပြုံးဤရဲ့စကားကြောင့်နှုတ်ခမ်းကိုမဲ့ကအမလေးလေးလေးညီးရွေးတာလည်းသူများလဲလုတ်ပေးရတဲ့အကောင်ပါကြီးညီးအဲ့ဒီလောက်ညံ့မှငါအခုမှသိတယ်ပြုံးဤရဲ့အေးညီးဘလို့ပဲအမွန်းတင်တယ် ငါတော့အဲ့ဒီကောင်နဲ့ညီကိုဘယ်လိုမှသဘောမတူနိုင်ဘူးညီနာလေလားပြုံးဤဝမ်းနဲ့သွားမိပါတယ်တာမီးနှစ်ယောက်တည်းရှိတာကြောင့်သူမရွေးချယ်ခြင်းကိုမိခင်ကလက်ခံပေးမယ်လို့ထင်ပေမဲ့လည်းယခုတော့အထင်နဲ့မြင်ရလွဲမားခဲ့ရပါပြီမိခင်ဖြစ်သူအနာကထွက်သွားသည့်အထိသူမဟာငေးငိုင်နေမိပါတယ်ရဲမြင်ဟေ့ဟာဘာတွေငေးနေရလဲကွာလေတော့မှရှိတဲ့တစ်ပင်ရိမ်မှထိုင်ကတွေးမိတွေးရတွေးနေစင်မှာပဲအနောက်ကတငယ်ချင်းဖြစ်သူရန်နိုင်ရဲ့စကားကြောင့်ရဲမြင့်အတွေးစားတွေပြတ်သွားခဲ့ပါတယ် ာမှမဟုတ်ပါဘူးကွာဒီလိုပါပဲအေးနေပါအောင်ကွာဒါနဲ့မင်းပြုံးရင်လည်းတွေးပြစ်သေးလားရန်တိုင်းရဲ့စကားကြောင့်ရဲမြင့်တက်ပြင်းကိုတက်တက်ချလိုက်ပြီးတော့မတွေးပြစ်ပါဘူးကွာမတွေးပြစ်ဆိုသူ့မေကငါနဲ့သူ့ကိုသဘောမတူဘူးကွာအဲ့ဒါကြောင့်ငါသူနဲ့တွတ်တွေးလို့မရတော့ဘူးဟာသူ့မေသဘောမတူလို့ရှင်လဲသူကမင်းကိုချစ်နေရပဲလေကွာမင်းတွတ်တွေးတင်တာပေါ့ကွာအဲ့ဒါတော့ကွာငါလို့သူများလေမှာလုံနေရတဲ့လူနဲ့သူ့သမီးနဲ့မဖြစ်နိုင်ဘူးထင်လို့သဘောမတူတဲ့ဟာကွာငါလည်းငါ့ဘွားလေးကိုသူ့ကိုဆွဲမခေါ်ရက်ပါဘူးကွာဩရဲမြင့်ရဲမြင့်မင်းကလေလေစစ်မရောက်ခင်ကမြားကုန်နေရပဲငါကောင်ရ ာဒီမဲ့ငါမင်းကိုပြောပြမယ်ရမင်းနဲ့ရပြီးတော့လို့သူသမီးကကောင်းစားသွားရင်ရောအဲ့လိုဆိုလို့ရှင်သူ့မိယာမင်းကိုဘာပြောမလဲကွာဘလို့ကွာ မင်းစကားကလည်းငါဘလို့ကောင်းဆောင်ရှာနေရမှာလဲကွာကောင်းဆောင်မင်းငါနဲ့ဒီညာလိုက်ခဲ့ပေါ့ကွာမင်းကဘယ်တော့မှမလို့ငါမင်းတော့ကိုလိုက်ရမှာလဲရန်နိုင်ရရန်နိုင်ရဲ့စကားကိုသူစိတ်ဝင်စားတော့မိပါတယ်သိကျင်စေကြောင်းမေးလိုက်လေရဒီညာငါနဲ့တောဆန္နာကန်ကြီးကိုလိုက်ခဲ့ကွာအဲ့ဒီကြမှာငါမင်းကိုပြောပြမယ်မင်းကလည်းကွာညာကြီးမင်းတောဆက်ကြီးကိုဘာသွားလို့မှာလဲကွာမင်းလိုက်ခဲ့မှာသာလိုက်ခဲ့စမ်းမှာကွာဟိုရောက်လို့ရှိရင်မင်းကိုငါပြောပြမယ်ဟုတ်ပြီလားရန်နိုင်ရဲ့ဖြေကိုသူမကျင်တတ်ပါဘူးဒါပေမဲ့လည်းသူလိုက်သားရဲ့အကြောင်းထုခဲ့ရင်သူနဲ့ပြုံးရနီးစက်ရမှာပါနောက်ဆုံးတော့ဘာပဲဖြစ်ဖြစ်လိုက်မယ်ဆိုပြီးတော့ဆုံးဖြတ်ခါ ရန်နိုင်ကိုခေါင်းငိမ့်ပြလိုက်ပါတယ်ဒီလိုနဲ့ပဲည9နာရီကျော်တော့ရန်နိုင်တို့အိမ်စီကိုသူထွက်လာခဲ့လိုက်ပါတယ်ရန်နိုင်ကတကောင်ကျွက်ဖြစ်ပါတယ်သူမိဘတွေငယ်စဉ်ကတည်းကမရှိတော့တာကြောင့်ဘာကြီးဖြစ်သူနဲ့အတူတူနေထိုင်ရာမနစ်ကမှသူ့ရဲ့ဘာကြီးကဆုံးမသွားခဲ့တာပါရန်နိုင်ကသူ့လိုသူများလယ်မှာလောက်ကင်နေရတဲ့သူတော့မဟုတ်ပါဘူးရန်နိုင်လောက်ကဘာဆိုတာကိုသူယခုချိန်ထိလည်းမသိသေးပါဘူးဒါပေမဲ့လည်းရန်နိုင်ဟာသူ့ထက်ပိုပြီးတော့တောက်ပြောင်စွာနေနိုင်သူဖြစ်ပါတယ်အတွေးတွေနဲ့ရှောက်လာရင်လည်းရန်နိုင်အိမ်စီကိုသူရောက်လာခဲ့ပါတယ်အိမ်တွင်းကိုလမ်းကြည့်လိုက်တော့ရေနံစီမီးခွက်လေးကိုထွန်းထားပါတယ်ရန်နိုင်ရန်နိုင်ငါရဲမ ြင့်ပါကွာသူရဲ့အော်ခေါ်တန်ဆုံးတော့ရန်တိုင်တဲပြင်ကိုထွက်လာခဲ့ပါတယ်အေးငါလည်းမင်းကိုစောင့်နေတာကွာလာကွာ တို့တွေရွာနောက်ဖက်လမ်းထွက်ကြမယ်ဒါမှလူတွေမသိမှာကွာရန်နိုင်ကလွယ်ဤတလုံးကိုလွယ်ထားလိုက်ပါတယ်လွယ်ဤထဲမှာကလည်းမြည်သည့်ပစ္စည်းတွေပါတာကိုမသိအိတ်ကြီးကတော့ဖောင်းကားနေပါတယ်ရန်နိုင်စကားကိုသူ့လက်ခံလိုက်ပြီးတဲ့နောက်မှာတော့ရွာနောက်ဖက်မှာလူမသိအောင်ထွက်လာခဲ့ကြပါတယ်တောဆက်မှာရှိတဲ့ရေကန်စီကိုဥတည်သွားကြပြီးတော့ဘေးဘီကိုဓမီလေးနဲ့ကြည့်ရပါသေးတယ်ကြည့်ရခြင်းအကြောင်းကတော့တောကောင်တွေထွက်တတ်တာကြောင့်ဖြစ်ပါတယ်ရန်နိုင်တောဆက်ကကန်စီကိုရောက်ရင်ဘာလို့ရမှာလဲပြောထားအောင်လေကွာသူ့ရဲ့အမေစကားကြောင့်ဩမင်းကလည်းပြောပါမယ်ကွာဒီလိုကွာတောဆက်ကရေကန်စီကိုရောက်လို့ရှိရင်ငါပါလာတဲ့အစားအသောက် ောက်တွေနဲ့ကန်ကြီးတစ်စီကိုပင့်မယ်ကွာပင့်ပြီးလို့ရှိရင်ကန်မှာမြုပ်နေတဲ့ရွှေတွေကိုယူခိုင်းမယ်အဲ့ဒါဆိုရင်တို့တွေချမ်းသာပြီလေကွာအာမင်းရလေကွာဘက်နဲ့တစ်စီကိုအစာကျွေးပြီးတော့ခိုင်းလို့ရပါမလားမရရအောင်ခိုင်းပါဘောကွာငါရင်ကဒီလိုတစ်စီတွေကိုခိုင်းမှုပါတယ်ကွာအခုကန်ကြီးတစ်စီကတော့ပထမဆုံးပဲဒါကြောင့်မင်းကိုငါအဖို့ခေါ်လာရတာဗောမင်းမလိုက်ချင်ပြန်လို့ရရင်နော်ဒီအကြောင်းတော့မင်းဘယ်သူမှမပြောနဲ့ဘောကွာ तू စဉ်းစားနေရပါပြီမလို့ချင်ပေမဲ့လည်းပြုံးဤမျက်နာကအတွေးတဲကိုဝင်လာခဲ့ပါတယ်ငါ ငါလိုက်မယ်ကွာဒီအဲ့ဒါဆိုရင်ဆက်သွားကြရပါကွာရန်တိုင်းကကျင်းနဲ့သွားခဲ့ပါတယ်ဒီလိုနဲ့ပဲတောဆက်မှာရှိတဲ့ရေကန်ကိုရောက်လာလေတော့ရန်တိုင်းကတူလွယ်ထားတဲ့လွယ်ထဲကထမင်းတို့ကိုထုတ်ယူကာကံမောင်မြေသားပေါ်ကိုချလိုက်ပါတယ်အဲဒီလိုချပြီးတာနဲ့ကံကြီးတဆေကိုပင့်ဖိတ်ပါတယ်ခင်ဗျာအစားအသောက်များလည်းယူလာပေးပါတယ်စားတော့လို့ပြီးသွားလို့ရှိရင်ရွှေစများစွန့်ကျဲပေးပါစွန့်ကျဲပေးခဲ့လို့ရှိရင်လည်းနောက်ရက်တွေဆက်ဆက်လာကြွေးပါမယ်ခင်ဗျာရန်တိုင်းလောက်ကင်နေတာတွေကိုသူဟာခလန်းလန်းကနေကြည့်နေမိပါတယ်ဟိုးရင်တော့ကဒီကံကြီးကဂျပန်များမြုံနှံထားတဲ့ရွှေတစ်တာတွေရှိတယ်လို့လည်းကြားဘူးခဲ့ပါတယ်တို့ပေ မဲ့လည်းဘသူကမှမရှာရဲခဲ့ကြပါဘူး။ယခုချိန်ရန်တိုင်လုံနေတာတွေကအရာထင်ပါလား။အဲ့ဒီချိန်မှာပဲဘုတ်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။သူကြည့်နေစင်မှာပဲရန်တိုင်ရှိကိုအထုတ်တထုတ်ပြုတ်ကြလာတာပါ။မြေပေါ်ကြလာတဲ့အထုတ်ကိုရန်တိုင်ကဝမ်းသာအားရကောက်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဟာ အားရွှေဟာဒီတကချမ်းသာပြီကွာရန်တိုင်းပျော်ရွှင်နေတာကိုသူငေးကြည့်နေမိပါတယ်ရန်တိုင်းလက်ထဲမှာလည်းတလက်လက်တောက်ပနေတဲ့ရွှေတွေကရှိနေခဲ့ပါတယ်ရန်တိုင်းတို့ပြန်ကြမယ်ကွာဒီရွှေတွေကိုထားခဲ့လိုက်ပါကွာတို့နဲ့မဆိုင်ဘူးထင်တယ်ကွာသူရဲ့စကားကြောင့်ပဲရန်တိုင်းကမင်းဘလို့ပြောလိုက်တာလဲရင်းမြန်ငါဒီလောက်ကိုငါပါအီစီကတင်ခဲ့ပြီးပြီကွာအခုငါရဲ့လောက်ကဒီလိုတစေတရေတွေကိုအစာကျွေးပြီးတော့ပစ္စည်းတွေကိုရှာခိုင်းတာပဲဒီအခုမင်းလဲဝေစုရမှာပဲလေကွာမဟုတ်ဘူးကွာတခုခုတော့မားနေပြီရန်တိုင်းက မင်းကျွေးတဲ့အစားအသောက်တွေအတွက်မင်းကိုချက်ချင်းကြီးရွှေတွေချပေးတာရိုးရှင်းလို့မနေဘူးလားဒီမှာရဲမြင်မင်းရဲ့ငှောက်ရွှေတွေထားခဲ့ခိုင်းပြီးတော့နောက်မှမင်းကတယောက်တည်းလာယူခြင်းလို့လားဟာလားရန်နိုင်ရဲ့စကားကြောင့်သူတော်တော်လေးကိုစိတ်ပြတ်သွားမိပါတယ်တော်ကွာမင်းမသာမင်းယူလိုက်တော့ငါပြုံးကြီးကိုကောင်းတဲ့နီးနဲ့ပဲရောက်အောင်ယူမယ်ကွာအခုလိုမျိုးဘယ်ဟာမှမသိတဲ့ပစ္စည်းတွေနဲ့တော့မတောင်းကျင်ဘူးကွာငါသွားပြီဟဲ့ရန်နိုင်ကိုကြောပေးကသူထွက်ခွာခဲ့လိုက်ပါတယ်ကြံရိပ်ခဲ့တဲ့ရန်နိုင်တယောက်ကတော့လောဘစိတ်တွေတက်နေပြီးတော့လက်ထဲမှာရှိတဲ့ရွှေတွေကိုကြည့်ကငါချမ်းသာပြီကွာငါဘဝကဒီတက်ပို့ပြီးတော့အဆင့်တန်းမြင့်တော့မှာကွာရွှေတို့ကိုပွေဖက်ရ နဲ့ပျော်နေပါတယ်။အဲဒီလိုပျော်နေစင်မှာပင်တဟီတဟဟနဲ့သူ့ရဲ့နာမည်ကိုခေါ်တဲ့နေတက်တက်ထွက်ပေါ်လာခဲ့ပါတယ်။ဟမ်ဘာလို့လဲ။ဟမ်ရွှေရွှေတွေဘယ်ရောက်သွားလဲ။ငါရွှေတွေဘယ်ရောက်သွားလဲ။လက်ထဲမှာကင်ထားတဲ့ရွှေတွေဟာပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်။ရန်တိုင်းတောင်းလို့သွားကအယူတယောက်လိုရွှေတွေကိုလိုက်လံရှာဖွေနေပါတော့တယ်။ရန်တိုင်းရန်တိုင်းဆိုတဲ့ခေါ်တဲ့နေကလည်းနားထဲမှာပဲ့တင်ထက်နေခဲ့ပါတယ်။မခေါ်နဲ့။ငါနာမည်တွေမခေါ်နဲ့။ငါရွှေတွေငါရွှေတွေဟာ အမေအမေဘာကောင်ကြီးလဲအကဲကြပါအောင်ဗျာအကဲကြပါအောင်ဘာကောင်နေလဲရုပ်တရက်ကန်ဆက်တစ်ပင်ပေါ်ကနေခုံချလာတဲ့မမဲအကောင်ကြီးများကြောင့်ရန်တိုင်းနောက်ကိုထွက်ပြေးရပါတယ်နောက်မှာအကောင်ကြီးတွေကလည်းရန်တိုင်းရဲ့နောက်ကိုတဲကြီးမဲကြီးလိုက်လာခဲ့ပါတယ်နောက်တနေ့မနေ့ကိုရောက်တဲ့အခါမှာတော့ငါရွှေတွေငါရွှေတွေဟမ်ငါရွှေတွေပေးငါရွှေတွေပေးငါရွှေတွေငါ့ကိုပေးနော်ဘမရောဘမရောဘသူယူ啊 ဘယ်သူရောငါ့ရွှေငါ့ကိုပေးငါ့ရွှေငါ့ကိုပေးလို့ပြောနေလေရွာလမ်းမထက်မှာအော်ဟစ်ပြေးလွားနေတဲ့ရန်တိုင်းကိုကြည်ပြီးတော့ရွာသူရွာသားတွေအံ့ဩနေကြပါတယ်ရန်တိုင်းတယောက်ကနေချင်းညချင်းယူသွတ်သွားခဲ့တာကိုတော့ဘယ်သူကမှနားမလည်နိုင်ကြပါဘူးအဲ့ဒီဖြစ်ပျက်ကိုသိတဲ့သူကရဲမြင့်တယောက်သာရှိပါတယ်ရဲမြင့်ကလည်းတငယ်ချင်းဖြစ်သူတွေစိတ်မကောင်းဖြစ်ရပါတယ်လောဘကြောင့်ဖြစ်တဲ့ကိစ္စပဲမို့ဘယ်သူကမှလည်းအပြစ်ဖွဲ့နေလို့မရပါဘူးသူတိထားသမျှကိုလည်းရဲမြင့်ကဘယ်သူကမှမပြောပြခဲ့ပါဘူးပြောပြခဲ့လေနော်တောဆက်မှာရှိတဲ့ကန်ကြီးကရွှေတွေကိုနီးမျိုးမျိုးနဲ့ယူကြမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်နှုတ်ဆက်ခါနေလိုက်ပါတော့တယ်ပြုံးကြီးရဲ့အမေ ်လက်ခံနိုင်ဖို့ကိုတော့သူဆက်လက်ပြီးတော့ကြိုးစားရပါဦးမယ်ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်